ဖတ်နဲ့ဘတ်ဆိုတာပါကွာလေဖတ်ကအနံ့အတိတ်ပဲရှိပြီးတော့ဘတ်ကတော့အနံ့အတိတ်ပဲမရှိပါဘူးစာကြောင်းရေးတဲ့အခါမှာအနံ့အတိတ်ပဲရှိရတဲ့စကားလုံးတွေကိုအသုံးပြရပါတယ်ဒါပေမဲ့စကားလုံးတိုင်းကတော့အတန်ထွက်ယူထုံးစံမရှိပါဘူးဒါကြောင့်မလို့ရေတော့အမှန်ဖတ်တော့အတန်ဆိုပြီးတော့ပြောစမ်းပြူလာကြတာပါဖတ်တဲ့ဘက်ကလည်းထုံးဒီလကောင်းပါပဲဖတ်ကအနှံ့ဆွဲရေးရပြီးဘက်ကအတန်ဆွဲရေးရပါတယ် ဖတ်ကိုကရိယာပတ်အဖို့ဘတ်သင်္ချာနည်းတို့ဘတ်တင်မှာအသုံးပြုကြပါတယ်ကရိယာဖတ်အနေနဲ့ဥပမာများကတော့စုံဖတ်ဆွတ်ဖတ်ဖတ်ဆက်စားရကရိယာဘတ်စကလုံးများဖြစ်ပြီးတော့အဖို့ဖတ်စကလုံးများကတော့လုဖို့ကင်ဘတ်ကုဖို့လောင်ဘတ်စားရဖို့ဖတ်တွေလုံးများမှာတွေ့ရပါတယ်သင်္ချာနည်းတို့ဘတ်တွေကတော့တစ်ဖတ်တစ်ချက်နှစ်ဦးနှစ်ဖတ်စားရအရေးသားတွေမှာတွေ့နိုင်ပါတယ် တောက်ကိုအယမ်းမျက်နှာတိနေရသူငါးကြားမနဲ့တွဲရင်အသုံးပြုနိုင်ပြီးတော့အစစက်ကလေးအုံးနေနဲ့လည်းသုံးနိုင်ပါတယ်အယမ်းမျက်နှာဆိုရင်အရှိတ်ဘတ်တိနေရဆိုရင်အိမ်ဘတ်သူငါးကြားမဆိုရင်သူ့ဘတ်အစစက်ကလေးဆိုရင်ဘတ်လိုက်ဘတ်စုံတွေမှာတွေ့ရပါတယ်ဒီလောက်ဆိုရင်တော့ဖက်နှက်ဘတ်ကွာခြားချက်၉သိလောက်ပြီးထင်ပါတယ်